မင်္ဂလာပါရှင်။ YC ရဲ့ Sunday Podcast အစီအစဉ်လေးမှပြန်လည်ကြိုဆိုပါရရှင်။ဒီပတ်မှာတော့ Youth Center ရဲ့ Financial Education Course မှာမဝိပြောကြားပေးသွားတဲ့ Investment ဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားမှာဖြစ်ပါရရှင်။အလုံးမလုံးပဲနဲ့ပတ်စံရှာနိုင်မယ့်နည်းလမ်းကိုစိတ်ဝင်စားပါသလား။ တသက်လုံးကိုချေကိုလက်နဲ့အလုံးလုံးဖို့အစီအစဉ်မရှိဘူးဆိုရင်အလုံးမလုံးဖင်းနဲ့ပတ်စံဝင်နိုင်မဲ့လမ်းကြောင်းကိုစိတ်ဝင်စားပါတဲ့အဲ့ဒီလိုအလုံးမလုံးပဲပတ်စံဝင်တဲ့ income ကို passive income လို့ခေါ်ပါတယ် passive income နဲ့ active income ဆိုပြီးတော့နှစ်မျိုးရှိပါတယ် active income ဆိုတာကကိုယ်တိုင်အလုံးလုံးပြီးရလာတဲ့ငွေကို active income လို့ခေါ်ပါတယ် passive income ဆိုတာကကြတော့အလုံးမလုံးပဲရလာတဲ့ငွေကို passive income လို့ခေါ်ပါတယ်။ active income ဆိုတာကိုနားလည်အောင်ပြောပြရရင်ဒီနေ့လုံးမှဒီနေ့ရမယ်။ဒီလအလုံးပြုတ်ရင်နောက်နေ့လာစားမရတော့။ကိုယ်တိုင်အလုံးလုံးပြီးမှရလာတဲ့ငွေကို active income လို့ခေါ်တာပါ။ passive income ကကြတော့အလုံးလုံးမလုံးလုံးသူ့ဟာသူစီစဉ်နေတဲ့ငွေကိုပြောတာပါ။ အဲ့ဒီလမ်းကြောင်းကိုလည်းဖောက်နိုင်ဖို့လိုအပ်ပါတယ်။အချိန်ကိုအားကိုးပြီးတော့ရလာတဲ့ income တွေရေခြေအားလက်အားတွေကိုအားကိုးပြီးမှရလာတဲ့ income တွေရေကအမြဲတမ်း limit ဆိုတာရှိပါတယ်။အဲ့ဒီအရာတွေကိုပဲတသက်လုံးအားကိုးလို့မရပါဘူး။အားကိုးဖို့လည်းမစင်စားပါနဲ့တဲ့။ passive income ဆိုရဲရင်းနှီးမြှုပ်နှံမှုတွေဟာနေလာတဲ့ငွေရှာတဲ့လမ်းကြောင်းတွေအများကြီးရှိပါတယ်။အဲ့ဒီအရာတွေကအားကိုးလို့ရပါတယ်။ နောက်တစ်ခုအာကိုလိုရတာကတော့အရေးအချင်းတွေကနေတိုက်ရိုက်လာတဲ့အင်ခံပါပဲအရေးအချင်းတွေဆိုတာကအကန့်အသတ်မရှိပါဘူးကိုတော်ရင်တော်သလောက်ရမယ်ပိုတော်လာရင်ပိုရမယ်ပိုစူးစားရင်ပိုရမယ်အရေးအချင်းဆိုတာထုတ်သုံးရင်သုံးနိုင်တယ်လို့အစွမ်းထက်တဲ့ငွေရှာနည်းလမ်းနဲ့တစ်ခုပါပဲ effort ကနေလာတဲ့လမ်းကြောင်း ability ကနေလာတဲ့လမ်းကြောင်းအဲ့ဒီအရာတွေကိုမိခိုးပြီးတော့ passive income ဆိုတာကိုဖောက်နိုင်အောင်ကိုကစူးစမ်းရမှာပါမဝီပြောပြသွားတဲ့ Warren Buffett ရဲ့ quote လေးတစ်ချောင်းကိုပြောပြပေးသွားပါမယ်ရှင် If you don't find a way to make money while you sleep you will walk until you die မင်းအိတ်နေရင်တော့ငွေရှာနိုင်တဲ့နေလန်းကိုရှာမတွေ့သေးဘူးဆိုရင်တည်တဲ့အထိအလုပ်လုပ်ရပါလိမ့်မယ်တဲ့ ငွေဆိုတာစီးစင်းတဲ့သဘောကိုအဆောင်ပါတယ်။ငွေကိုစုပဲစုနေတာကလမ်းကြောင်းမှမဟုတ်ပါဘူးတဲ့။ကိုယ်တိုင်အလုပ်လုပ်စရာမလိုဘဲနဲ့သူ့ဟာသူ့အလိုလိုစီးစင်းနေတဲ့ငွေလမ်းကြောင်းကိုဖောက်နိုင်မှသာကိုယ်ရည်ရည်ရွယ်ထားတဲ့ financial freedom ကိုရနိုင်မှာပါ။အဲ့ဒီငွေလမ်းကြောင်းတွေကတခုကတော့ investment ဆိုတဲ့အရာပဲဖြစ်ပါတယ်။ကမ္ဘာမှာယင်းနှိမ့်ညှို့နှံမှုတွေလုပ်နေကြတဲ့သူတွေကိုလေ့လာကြည့်ပါ။ ကို့အနာမှာရှိရဲ့ investment လုပ်နေတဲ့သူတွေစီကနေတင်ယူကြည့်ပါ investment အတွက်ငွေပမာဏတစ်ခုကိုလည်းအများရန်စုထားပါတဲ့ပမာဏတစ်ခုရောက်ပြီဆိုတာနဲ့ investment စလုပ်ပါလုံးဝမစောင့်ပါနဲ့တဲ့စောင့်ရင်းစောင့်ရင်းနဲ့မလုပ်ဖြစ်ရင်ငွေပမာဏကများလာပါလိမ့်မယ်အဲ့များလာတဲ့ငွေပမာဏကိုကြည့်ပြီးတော့ investment လုပ်ရမှာကြောက်လာတတ်တယ်ရှုံးမှကြောက်လာတတ်တယ်မလွတ်ချင်တော့ဘူးဆိုတာမျိုးဖြစ်လာတတ်တယ် ်တတ်မှတ်ထားတဲ့ပမာဏတစ်ခုရောက်တာနဲ့လွှတ်ချလိုက်ပါလွှတ်ချရဲဆိုတာက investment လေးတစ်ခုလောက်ဖြစ်ဖြစ် စာလုံးလိုက်ပါလို့ပြောတာပါကိုယ့်ရဲ့စုငွေနဲ့ passive income နဲ့ပေါင်းပြီးတော့ပုံမြင့်တဲ့ investment လေးတစ်ခုဖြစ်လာအောင်စူးစမ်းကြည့်ပါပိုခိုင်တဲ့ investment တစ်ခု risk နဲ့တဲ့ investment တစ်ခုအဖြစ်တို့ကိုပြောင်းနိုင်အောင်စူးစမ်းကြည့်ပါတဲ့ ကိုယ့်ရဲ့ active income တွေကို passive income အဖြစ်ပြောင်းလဲနိုင်အောင်စူးစမ်းကြည့်လိုက်ကြပါလို့ပြောကြရင်းနဲ့ဒီနေ့ podcast လေးကိုဒီမှာအဆုံးသတ်လိုက်ပါတယ်ရှင်။ဒီနေ့ podcast လေးကိုအဆုံးထိနားထောင်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။